ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ဒီကြောက်လေးကိုမနက်ခင်းပိုင်းမှာကျွန်တော်၅သိန်းနဲ့ကျွန်တော်ဝယ်ခဲ့တယ်ဗျကြောက်လေးကိုမီးဖုံးမယ်ပေါ့ဗျာကြောက်လေးအဖုံးလေးကတော့တော်တော်ပါတယ်ဗျာအမမလေးအနာတကြောင်ပါတယ်ဗျာကျွန်တော်အဲ့အနာလေးကိုကျွန်တော်ရိုက်ဖဲ့ပလိုက်လေဗျာဟုတ်ကဲ့ဒါလေးကမီးကိုလေးထွက်လာတဲ့ပုံလေးပါမီးကိုလေးထွက်လာတော့ကာလာလေးကတော်တော်လှတယ်ဗျာမဆူဘူးဗျာကြောက်လေးကကြောက်လေးကခြွန်ခံလေးနဲ့ဗျာဆို ချောက်သားလေးနည်းနည်းတင်းနေပြီ။အဒါလေးကတော့ကျွန်တော်ကိုယ်တိုင်အခွန်ချွတ်အကျန်းထိုးထားတဲ့ပုံပြပါ။ကျောက်လေးအကျန်းထိုးမှလည်းတော်တော်နာနေပြီ။ကျောက်လေးကသူ့ရဲ့ကာလာနဲ့အသက်ခံနဲ့ဟန့်နေပြီဗျာ။ကျောက်လေးကတော်တော်နာနေပြီ။အယောင်တင်ပြီးထွက်လာတော့ဒီကျောက်လေးကိုကျွန်တော်ဆိုင်ဝေးတော့လဲလဲမှန်းနေပြီ။အဲဒီမဲ့လက်ရှိစီကတော့တော်တော်အောင်နေတဲ့အတွက်ကျွန်တော်စီကွက်တွေမှာတိုက်ချီတော့ဒီကြောင့်အမြင်ဆုံး၈သိန်းဒီပဲပေးတယ်ဗျ။ ဈေးကွက်ကတော့မကောင်းပြီမဲ့ကျွန်တော်တို့လည်းရက်နေလို့မရအောင်ဗျာအဲ့တော့ကျွန်တော်ကဒီဈေးကွက်ပါမှလည်းဒီကြောက်ကိုကျွန်တော်ရှစ်သိန်းနေပဲကျွန်တော်ရောင်းပေးခဲ့လိုက်တယ်ဗျာအရင်စရင်တော့ဒီကြောက်ကကျွန်တော်မင်္ဂလာပါပါပဲဖြစ်သွားတယ်ဗောဗျာကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဒီကြောက်လေးသုံးစားကိုကျွန်တော်လှုပ်ချတဲ့ဈေးကွက်လေးတစ်ချက်ကိုရှင်းလုပ်ပေးခြင်းပါလေဒီကြောက်လေးနှစ်စားကိုကျွန်တော်ခင်းဝိုင်းမှာနှစ်သိန်းခွဲနဲ့ရခဲ့တယ်ဗျာဒီကြောက်လေးကိုကျွန်တော်မီးဖုံးမယ်ဖြတ်ပြီးမီးဖုံးမယ်ဗောဗျာ အနာများအတွက်ဖြတ်လိုက်ရတယ်ကျော်လေးကလေးစားဆိုပေမဲ့တကယ်တမ်းသုံးစားလို့ရတာသုံးစားပဲထွက်တယ်ဗျ final result ပါဗျဒါလေးတွေကကျော်လေးတွေကအယောင်ကာလာရဲ့အသားတန်းရဲ့ကျော်လေးတွေမဆိုးဗျကျွန်တော်မျောမှန်းထားတယ်လို့ဖြစ်တယ်ဗျကျော်လေးတွေကတစားတစားအနာလေးတွေလုံးတယ်ကျော်လေးတွေကခြွန်ကန်လေးတွေနဲ့ပါဗျာဟုတ်ကဲ့ခုံးကတော့မလုံးဘူးဗျခုံးကတော့ကွက်ချားပေါက်တယ်ဗျဒီကြောင်လေးတွေသုံးစားပေါ့ပထမနှစ်ဆုံးကသုံးစားထွက်တယ်ဗျ မဆိုးပါဘူးဗျာကြောက်လေးတွေကအဲကျွန်တော်မင်္ဂလာဖြစ်တယ်ဗောဗျာဝင်းစီတဆိုင်ဟုတ်ကဲ့အဲနောက်ထပ်ကြောက်တစားဗျာအဲဒီကြောက်လေးရတယ်အမြင်တိုင်းအနာပါတဲ့အတွက်ကျွန်တော်အနာတိုင်းကျွန်တော်ပိုင်းလိုက်တယ်ဗျာဒီကြောက်လေးကကျွန်တော်အနာနှဆထွက်တယ်ဗျာဟုတ်ကဲ့အတင်းနှဆထွက်တယ်ဒီအတင်းနှဆကိုကျွန်တော်မီးဖုံးလိုက်တယ်ဗျာဒါလေးက final result ပေါ့အကျန်းထိုးရတော့ကျွန်တော်တင်မထားတော့ဘူးဗျာဗီဒီယိုရှင်မှာဖြစ်တဲ့အတွက်ဟုတ်ကဲ့ဒီကြောက်လေးကတော့ ဒီကြောင့်လေးလဲကာလာအသက်ခံလေးရောမဆိုးဗျကြောက်လေးတွေအားလုံးက50ပေါ့ဗျ။အဲဒီကြောက်လေးကဝယ်ရင်းစီမပြောလိုက်ရအောင်။ဒီကြောက်လေးကတော့ဝယ်ရင်းဒီကျွန်တော်700ဝယ်ခဲ့တယ်ဗျ။ခင်ဝင်ရပဲ။တည့်ရက်ထဲပဲဝယ်ခဲ့တာဗျ။အဲ့တော့ကျွန်တော်50ပေါ့ဗျ။အားလုံး50ဒီကြောက်လေးတွေဆက်စပ်အောင်ကျွန်တော်100ငွေတော့ရလိုက်တယ်ဗျ။ဝယ်ရင်းစီတဆိုင်။ဟုတ်ကဲ့။ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမချမ်းသာကြပါစေ။ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ။ ကျွန်တော်ဒီကြောက်လေးကိုမနက်ခင်းဝိုင်းမှာပဲ9သိန်း9သိန်းကိုပွဲ2000ကျွဲနဲ့9သိန်း2000ကျွဲနဲ့ကျွန်တော်ဝယ်ခဲ့တယ်ပေါ့ဗျာအဲကြောက်လေးကလက်ကောက်ခွင်းသေးလေးတော့ရထားတယ်ဗျလက်ကောက်လေးလွတ်လွတ်လွတ်ချင်းပေါ့ဗျာလက်ကောက်တမားကတော့3သိန်းပေးတယ်ပေးထားတယ်လို့ပြောတယ်ဗျကျွန်တော်တော့ကျွန်တော် line လေးနဲ့ကျွန်တော်ကြိုက်တဲ့အတွက်ကျွန်တော်က9သိန်းပေးဝယ်ခဲ့တယ်ဗျကြောက်လေးရလက်ကောက်ဖောင်းမယ်ဆိုရင်မကြိုက်နိုင်တာမို့ကျွန်တော်လိုင်းအတိုင်းကျွန်တော်ကတော့မီးဖုတ်လိုက်တယ်ဗျ။အဲဒါလေးကတော့မီးဖုတ်တွေကထွက်လာတဲ့ပုံစံပေါ့ဗျ။ အဲဒီကြောက်မှာက ပါလေလဲဆိုတော့ဒီကြောက်ကကြောက်မျိုးတော်တော်ရင့်နေဗျအခွန်ကတော်တော်ရင့်နေထင်မှာပါတယ်ကြောက်မျိုးရင့်နေကြောက်သားကလည်းတော်တော်တင်းပါတယ်ဗျမော့စီစာလေးပါကြောက်လေးကအဲမော့စီစာလေးပေါ့ဒါပေမဲ့ကြောက်သားကတင်းတာကြောက်စီကြတော့နည်းနည်းနဲတာပေါ့ဗျကြောက်စီမပါတာပေါ့ကြောက်ကတော့အဲဒါလေးကတော့ကျွန်တော်အခွန်ချွတ်ပြီးတော့ကျွန်တော်မျက်နှာပြင်ကိုလက်ကောက်ရာပြီးတော့တိုက်မယ်ဆိုရင်ရွေးချက်ကြောင့်မလို့မျက်နှာပြင်ကိုကျွန်တော်လက်ရာမထိုးတော့ဘဲနဲ့ရိုးရှင်မယ် ကျွန်တော်အယောင်တင်လိုက်တယ်ပေါ့ဗျာဝိုင်းနေမှာလည်းလက်ရှိဆေးကိုကတော်တော်အောင့်နေတယ်ဗျာဒါပေမဲ့ကျွန်တော်ဒီကြောက်လေးကိုဈေးွက်ထူပန်းကြီးလိုက်တော့ကြောက်လေးကပထမ9သိန်းပဲပြီးတယ်ဗျာကျွန်တော်လည်းမကြိုက်တာနဲ့ကြောက်လေးကိုပြန်သိမ်းထားလိုက်တယ်ပေါ့ဗျာနေရလို့ပြန်သိမ်းပြီးတော့ကျွန်တော်ပြန်တိုက်တော့ကြတော့ကြောက်လေးက8သိန်းအမြင့်ဆုံးတိရောက်တယ်ဗျာအဲ့ဒါနဲ့ပဲကျွန်တော်အလုတ်ဖြစ်အောင်ပေါ့ဗျာမင်္ဂလာပါပါဖြစ်အောင်ပေါ့ကျွန်တော်လည်းရောင်းပေးလိုက်တယ်ဗျာပွဲသားကြီးလေးလည်းပွဲရပါပေါ့ဗျာ အရင်ဆင်တော့ဒီကြောင်လေးကကျွန်တော်လက်ခဏုပ်ပွဲကားနှုတ်နဲ့မင်္ဂလာပါပါပဲဖြစ်လိုက်တဲ့ကြောင်လေးပေါ့ဗျာကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ